ဆီယမကဒီသပင်လေးတစ်ချက်မထုံးလိုက်တာနဲ့လုံးဝအကြီးမားသွားတာပဲငါအနည်းကကြည့်ရှုစောက်ရှောက်ရမယ်ညီတို့ကအလွယ်ရုပ်မော်ရဖြစ်နေရမယ်ဆိုသပင်ဒီအယောင်နေနဲ့ချူရိုက်လို့ရတာပဲဒါပေမဲ့ဩဒါဒီဆီယမတယောက်ဖြစ်ရမယ်ဒီအေးသပင်ကတော့အခုဆီယမတွေလည်းညောင်ညောင်လေးရှိရပဲလေဒါပေမဲ့ဩအဲ့လိုတော့မလုပ်တင်ဘူးဆီယမတယောက်နဲ့ကိုင်းညီအောင်တော့ငါသပင်အမဲဆိုးမယ်ဆိုရင်သပင်အပြည့်စည်းခံပြီးတော့အမဲတော့သွားဆိုးပေးလိုက်သေးရဲ့အဲ့လိုမျိုး မဟုတ်တဲ့အရာကြီးကိုအတင်းကြီးစွကြီးချူမှလာပြီးတော့မလုတ်ခိုင်းနဲ့အာချူပိုးပြီးအရွဲတိုက်တယ်တဲ့ချူကအဲ့လိုမျိုးအာကပူးလေးမှာတော့ဒါဒီကားထဲမှာအာချူကအာမစ်တယောက်ပေါ့နော်မစ်တယောက်အနေနဲ့ပါဝင်ရမယ်ဒီကားထဲမှာတကားလုံးချူကလှပဲလှနေပြရအောင်အာလုံးဝအဲလှလှကြွကြွမော့မော့ပေါ့ဒါကိုနေဝင်းနဲ့လုံးဝအတွဲညင်ညင်နဲ့အာကိုနေဝင်းကဒီ ဘယ်လိုပြောရမလဲကောင်မလေးတွေအရင်ရှုပ်တယ်ဒါကိုကကျတော့ဒါမိဘတွေသဘောတူထားတယ်ကိုကလည်းသူကကိုကဒီထဲမှာပတ်စံရှိရယ်တထေးသမီးဆိုပေမဲ့လည်းကိုနေဝင်ကကိုကိုဒီထဲမှာစပွန်ဆာပေးရစပွန်ဆာပေးရဆိုတာဟိုလိုမျိုးကြီးစပွန်ဆာပေးရမဟုတ်ဘဲနဲ့သူကိုနိုင်ကွာကောင်မလေးတွေအဲ့လိုအန်းတာအမ်းပြီးပျော်တဲ့သူနောက်ပိုင်းညမှသူကအဲ့လိုမျိုးသူတကယ်အချက်စစ်နဲ့တွေ့သွားတဲ့အခါမှာချူကကျတော့သူ့ကိုချစ်ကြတာပေါ့ကိုကိုအမြဲတမ်းချစ်ခဲ့ရတယ်သူသူကကိုတကယ်မချစ်ပဲတွဲခဲ့တာတွဲခဲ့တာအဲ့ဒါကိုကပြန်ပြီးတော့လက်စားချေမယ်လက်စားချေပြီးတော့မှနောက်ပိုင်းသူ့ကိုပြန်ပြီးတော့ ပြန်ပြီးကဲတဲ့ဟာလေးတွေပေါ့အဲ့ဒါလေးတွေအဲအဲ့ဒီနေရာနေပြီးတော့ပါဝင်တရုပ်ဆောင်လာမှာပါ။ဟာကြီးကပါသားပေးထားတာ။ဟာမချိမဲ့နေပြုတ်တာ။ အခါတလေဆီယာမရဲ့လည်းသမီးဖားလားလေးချရမျိုးကြီးရှိရယ်အများတိုင်းထုံးမထားဘူးပေါ့နော်အဲ့ဒီအရာကြီးကိုချူကအဲ့လိုအဓိကကွာဆီယာမတယောက်ကကလေးတွေစာတင်ရမယ်ဆီယာမတယောက်နဲ့ကိုက်ညီတဲ့အင်ဒရီရှိမှုတိတ်ခါရှိမှုရှင်ရပြီလေဒီသပင်းကြီးကအေးမကြည့်ဘူးလို့ညီမထင်တာပဲဘယ်လိုပြောရမလဲသပင်းကြီးကိုဖားလိုက်ချပြီးတော့ကိုယ့်ရောက်ကားရတဲ့ကလေးတွေရှိမှလိုက်လုံနေရမျိုးလည်းမဟုတ်ဘူးပြီးတော့ဒီကားဒီဟိုဘော်ဒါဆောင်လည်းဖြစ်တယ်ဟိုအကြောင်းစိမ်းဝေးရတာထက်ဟို အပြင်အင်ဂျီတွေဝေးရတာပုံများတဲ့အခါမှာသဘင်လေးကိုချူတက်တက်ရဲ့ဆီယမတယောက်နဲ့ကိုက်ညီရဲ့အနေထားမျိုးချူလှုပ်ထားပါတယ်ဒါပေမဲ့ဟိုလူတွေဆိုတာကတော့ဒါသူတို့ရဲ့အမြင်လေးတွေပေါ့နော်သူတို့လည်းအပြစ်သွားပြောလို့မရဘူးသူတို့ကဆီယမဆိုရင်စတုံးပဲဖြစ်ကိုဖြစ်ရမယ်သူတို့သူတို့ပြောတဲ့အတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာလေးတွေမြင်ရတာဖြစ်တဲ့အတွက်အဲ့တော့ချူပြောတော့ဖြေတော့ဖြေရှင်းထားပါတယ်ဒါဆီယမတယောက်အနေနဲ့ဒါလာပါကြော်ရှင်းနေရပြီမှလားပေါ့နော်ပြီးတော့ချူရဲ့တိဥ္စာမှုလေးတွေကိုပဲဝေဖန်ပေးကြပါစပင်ကအေးမကြီးပါဘူးပေါ့နော်အဲ့လိုမျိုးတော့ချူပြောထားပါတယ်ဟုတ်စပင်ထုံးမ ဆီယာမဖြစ်တယ်ဆိုရဲအရာကြီးอ่ะဒါဒါသူတို့ရဲ့အမြင်အယူဆနဲ့သူတို့ရဲ့ရှေးရှေးယူဆွဲမှုပေါ့နော်အဲ့ဒီအရာလေးပေါ့မမဒါချူကုနာပြောတယ်လို့ပဲချူကအဲ့ဒီအဲ့ဒီအရာလေးတွေကိုပြောင်းလဲချင်တာပြောင်းလဲချင်တယ်ဆိုတာဟိုလိုမျိုးကြီးပြောင်းလဲလိုက်တာမဟုတ်ဘူးကွာဆီယာမတွေကသမင်ဖားလာဖားလာနဲ့ကိုယ့်ယူကာကလုံးရမယ်လို့ချူပြောတာမဟုတ်ဘူးအဓိကချူခုနပြောခဲ့တယ်လို့ပဲဆီယာမတယောက်နဲ့ကိုက်ညီတဲ့ကျင့်ဝတ်ရှိရမယ်ကလေးတွေပေါ်မှာ အဓိကတို့စတင်ပေးရမယ်ပြီးတော့သူ့ရဲ့အင်ဒရီတိတ်ခါတရားဂုံတိတ်ခါတရားရှိရမယ်ဒီသဘင်ကြီးကဒါသဘင်ကြီးဖားလာချလို့ဆ iam မတောက်နဲ့မကိုက်ညီဘူးဆိုတဲ့အရာကြီးကိုချူကမဖြစ်စေချင်တာအဲဒီထဲမှာလည်းဒါချူကဆ iam မတောက်နဲ့ကိုက်ညီအောင်တော့စ조사ပြီးတယုတ်ဆောင်ထားပါတယ်အဲ့တော့တယုတ်ဆောင်မှုလေးတွေပါအားပေးကြပါလို့ဒီဆယ်ရက်ပြရနဲ့စာတင်ချိန်စတော့မှာမလို့မနေ့ပြန်ဆ iam မကိုအကြောင်းလာကြပေးပါဘလောက်တောင်ပြောလိုက်မယ်ဆဲခံရမှာအဲ့ဒါချူကလေးတည်တယ်ချူအကြောင်လေး character တစ်ခုပေါ်မှာချူအမြဲတမ်းတေချာလေးသူစ조사တယ်ချူသဘင်ဒီအယောင်နေနဲ့ချူ ရိုက်လို့ရတာပဲဒါပေမဲ့ဩဒါဒီဆီယမတယောက်ဖြစ်ရမယ်ဒီအိစပင်ကတော့အခုဆီယမတွေလည်းညီချောင်ချောင်တွေရှိရပဲလေဒါပေမဲ့ဩအဲ့လိုတော့မလုပ်တင်ဘူးဆီယမတယောက်နဲ့ใกล้ညီအောင်တော့ငါသမင်အမဲဆိုးမယ်ဆိုရင်သမင်အပြည့်စည်းခံပြီးတော့အမဲတော့သွားဆိုးပေးလိုက်သေးရဲ့အဲ့လိုမျိုး ။ဒါဘဝမှာပထမဆုံးဆရာမလုပ်ဘူးကြလား။ဟုတ်တယ်ဟုတ်တယ်။ချူးအဲ့လိုငငယ်ကလေးကလေးဟိုကြီးလာရင်ဘာဖြစ်ချင်လဲတချို့တွေတငယ်ချင်းတွေဆိုပြောတယ်ဆရာမဖြစ်ချင်နော်ငါဘရောမဆရာမမဖြစ်ချင်ဘူးငါစိတ်ရှိတတ်တဲ့သူမဟုတ်ဘူးဆရာမစိတ်ရှိရတယ်လေနော်ကိုကစိတ်ရှိတတ်တဲ့ဆရာမမဟုတ်တဲ့အတွက်ဆရာမဘရောမမဖြစ်ချင်ဘူးလို့ပြောတာအခုတရုပ်ဆောင်မှာပဲဒါ first time ဆရာမဖြစ်ရတော့တယ်ဆရာမကဒီသပင်လေးတစ်ချက်မထုံးလိုက်တာနဲ့လုံးဝအကြီးမားသွားတာပဲဟုတ်ကဲ့ပါကိုလေ ကြာကြည့်ခဲ့မှာပဲเนาะကိုရီးယားငယ်တော်ကလည်းဒါတင်တဲ့တချို့ဆရာမလေးဆိုဟုတ်တယ်ဘောင်းရှင်ဆိုင်နေလို့ဘာလို့ဟုတ်တယ်သပင်ခါလာလေးချလာတယ်သပင် ရှိပါတယ်တရက်နှစ်ရက်မကောက်ဘူးဆီမားတွေဆိုလို့ရှင်ဆိုရင်အရှိကြီးတွေနဲ့တည့်ရမှာသူတို့ရဲ့အာသူတို့ရဲ့လှပမှုတွေပြတာလေညီမတို့ဆိုလို့ရှင်ចောင်းတက်တုန်းကတည်ပါတယ်အမဆီမားတွေဆိုအခုကြည့်နေသူတို့တော့မှတ်မိမှာဆီမားတော်စိုးစိုးအေးရောဆိုတော့တည့်ရမလားအရန်ဟိုကလေးတွေကိုလေသူတို့လာဆီမားတွေလာပြီဆိုအရန်ဖိတ်ဖိတ်တုန်းကကြောက်ရတာလေဆီမားတွေဆိုလို့ရှင်လည်းလုံးဝသဘင်တွေကိုသူတို့ဖားလာကြတာသူတို့ရဲ့အလှအပလေးတွေပြတာပေါ့နော်ဟဲ့ဟိုမလေးဟိုစီမင်းအရှိကြီးနဲ့ဆီမားလေးဆိုတော့ရှိပါတယ်သဘင်အများတိုင်းမထုံးထားပါဘူးဆီမားတွေဘာဖြစ်လို့အဲ့လိုမျိုးပြောကြတာလဲချူလ လို့နားမလဲဘူးပေါ့နော်။နောက်တကားဆရာမလို့ရင်ထုံးပေးပါလား။မထုံးပေးဘူး။အဓိကကိုလာနေဖို့ပဲမရဘူး။အခုနကပြောသလိုပဲလေဆရာမတယောက်နဲ့ kait ညီတဲ့အဲဒီဟိုဘယ်လိုပြောမလဲအင်္ဂါရက်ရှိနေရပြီ။သူကအဲ့လိုသပင်းကြီးစရုံးကြီးထုံးထားမှလို့တော့သူအဲ့လိုမတတ်မှတ်ထားဘူး။သူကကျတော့အဲလူတွေပြောတဲ့ဟာကိုတိတ်ပြီးတော့သူဟိုဘယ်လိုပြောရမလဲ။ဟိုကောင်းတဲ့သိထဲလေးမရှိဘူး။သူတို့ကောင်းတဲ့အရာတွေဆိုလို့ရှိရင်ဩဟုတ်တယ်သူတို့ပြောတာမှန်တယ်။ ဒီအရလောက်ကိုလုံတဲ့နေဆိုရင်တော့ချူပြုတ်ပြင်ပြောင်းလဲလိုက်တယ်မဟုတ်တဲ့အရာကြီးကိုအတင်းကြီးစွကြီးချူမှလာပြီးတော့မလုတ်ခိုင်းနဲ့အာချူပိုးပြီးအရွဲတိုက်တက်တယ်ချူကအဲ့လိုမျိုးဟုတ်တယ်ဒါပေမဲ့လည်းဟိုကြအဖြူစိမ်းနဲ့ဆိုလို့ရှိရင်တော့ချူစပင်လေးစီးထားပါတယ်အဲ့ဒီဟိုကြော်ညာလိုက်တဲ့စင်းတစ်စင်းမှာပဲစပင်ဖားလာချတာကိုသူတို့ကမြင်သွားတာတကယ်တော့တောက်လျှောက်ကအဖြူစိမ်းဝင်ရင်စပင်စီးထားရတယ်စီးထားရတယ်ဆိုတော့ဒါဟို ကြည့်ပါအောင်လို့ဝေဖန်မစောပါနဲ့အောင်လို့ဟုတ်ကဲ့ပါဟုတ်အချို့တို့ဒီပြုတ်ဥယင်ဆိုရဲဒီဇလန်တွဲကြီးပေါ့နော်ချို့တို့ရှေ့ရနေကြလို့ရှိရင် Time City မှာညနေ3:00နာရီကနေပြီးတော့စပြီးတော့ချို့တို့တွေ Fan Meeting ရှိမယ်ပေါ့နော်အဲ့ဒါလေးလည်းချို့တို့လာပြီးတော့ချစ်တဲ့သူတွေလာရောက်ပြီးတော့ဝင်းရံပေးလို့ရပါတယ်လို့ပြီးတော့လာရောက်ဝင်းရံပေးဖို့လည်းဖိတ်ခေါ်ပါတယ်အခုရိုက်မဲ့ဒီကပူးလေးရုပ်ရှင်ကားကြီးမှာလည်းဒါချို့အဲ character တစ်ခုအနေနဲ့အပါဝင်ခွင့်ရတဲ့အတွက်လည်းတကယ်ကိုအတိုင်းမသိဝမ်းသာပါတယ် Director တွေရော Producer တွေရောချို့ကိုရုံရုံကြည်ကြည်နဲ့ဒီကားလေးမှာပါဝင် မို့ကမ်းလှမ်းပေးရတဲ့အတွက်လည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။ချူအများကြီးစူးစမ်းနေပါဦးမယ်လို့ပြောချင်ပါတယ်ဟုတ်။အပြင်မှာလာဆုံးမလို့ရပါတယ်ပေါ့ဟုတ်လား။အပြင်မှာလာဆုံးမလို့ရပါတယ်လို့ချူမှာမှားတာရှိလို့ရှင်လည်းခွင့်လွှတ်ကြပါ။ဟုတ်ကဲ့ပါဒီမှာ။ဟုတ်ကျေးဇူးအများကြီးတင်ပါ